က်ကောင်ကြီးမောင်ကို rice cooker နဲ့အလွယ်ပေါင်းတဲ့နည်းလေးပြောပြပေးပါမယ်။အရင်ဆုံးပဲလွန်းကိုရေတညစိန်ထားရပါတယ်။မနက်မိုးလင်းကြရင်ပဲလွန်းကိုရေနဲ့နှစ်ထပ်သုံးထပ်လောက်စီးပြီးတော့မှ rice cooker ထဲထည့်ပြီးတော့စော်ရဆုံးဖြားလောက်ထည့်ပြီးတော့ပြုတ်ပါတယ်။ဒီလို rice cooker နဲ့ပြုတ်ရင်လေပဲလွန်းကနူးလွယ်ပါတယ်။ရေလဲခန့်ပြီဆိုရင်ပဲလွန်းကလည်းအနူးပါပဲ။ကောင်းကင်းဆံကိုစံချိန်ခွက်နဲ့သုံးခွက်စာသုံးပါရယ်။ချီလီယာကောင်းကင်းဆံကို Orange Supermarket ကနေဝယ်ထားတာပါ အတူရဲ့ကောင်းကျင်းသားလေးကတော်တော်လေးကောင်းတယ်ပေါ့နော်။ကောင်းကျင်းဆံကိုအရင်ဆုံးရေနဲ့သုံးသပ်လောက်ဆေးရပါတယ်။ပြီးရင်ရေတချာဆစ်ပြီးတော့မှဆံသုံးကွက်ကိုရေသုံးကွက်အချိုးထည့်ပါတယ်။ဒီရေနဲ့ဆံနဲ့အချိုးကလေကောင်းကျင်းဆံကပျော့လဲမပျော့ဘူး။မားလဲမမာပဲနဲ့အနေတော်လေးနဲ့တော်တော်လေးစားကောင်းပါတယ်။ပဲလုံးကတော့လေအရင်ရက်ကပြုတ်ပြီးတော့ရေခဲတက်တာနဲ့တင်ထားတာပါ။ပဲလုံးကိုစမ်းချိန်ခွက်နဲ့တစ်ခွက်စာလောက်ထည့်ပါရစေ။ချီလီမေယာလေးပဲကောင်းနေပေါင်းဆိုရင်ပဲမင်းများနဲ့မှကြိုက်လို့ပါ။ စားကိုတော့လက်ဖက်စားစွန်းနဲ့တဝက်လောက်ထည့်ပါတယ်။ပဲစီကိုတော့ထမင်းစားစွန်းနှစ်စွန်းထည့်ထားပါတယ်။စီထည့်တဲ့အခါမှာကောင်းကြီးမောင်းကဆန်လုံးပို့ပြီးတော့လာပါတယ်။ပြီးရင်ထမင်းချက်သလိုပဲ rice cooker ကိုခလုတ်နှိပ်ပြီးတော့ချက်ပါတယ်။ခလုတ်တက်သွားပြီဆိုရင်တော့လေကောင်းကြီးမောင်းလေးလည်းရပါပြီ။ဒါကတော့ပဲနဲ့ကောင်းကြီးနဲ့သမဝါအောင်ဝေပေးနေတာပါ။ ဒီရေအချိုးနဲ့ထည့်မယ်ဆိုရင်ကောင်းကျင်းဆန်လေးရလဲလှပါတယ်ချီလီကတော့ဘဲကောင်းကျင်းမောင်းကိုငချောက်ဖုံစီဆန်းရဲ့နောက်ပြီးတော့နှမ်းထောင်းရည်နဲ့တွဲစားမှာပါဒါမျိုးကောင်းကျင်းလေးကိုအလုံးလေးလုံးပြီးတော့ငချောက်ဖုံကလေးထည့်ပြီးတော့နှမ်းထောင်းလေးနဲ့တွဲစားမယ်ဆိုရင်အရင်စားကောင်းပါတယ်ရှင်ပဲနည်းများလေးနဲ့ကောင်းကြီးကိုပေါင်းတဲ့အခါမှာပဲအစိမ့်ရတာလေကောင်းကြီးနဲ့ရောနေတော့လေပို့ပြီးတော့စားကောင်းစီပါတယ်